နိုင်တော့မယ်နိုင်ကိုနိုင်ရမယ်ဆိုတဲ့စကားအားစိတ်လားစိတ်လားဆိုတာတုံ့တက်ကြည့်အောင်ပါဒါဟာတော်လာရဲ့ရုပ်ကြည့်ကိုးစားမှုနဲ့အနိုင်တရားကြားကဆက်ဆက်မှုကိုတည်တည်ကြကြနားလည်ဖို့ကြိုးစားတာဖြစ်ပါတယ်အဲ့ဒီအဖြစ်ဟာကျွန်တော်တို့ခင်ဗျားတို့ရဲ့ရှေ့ဆက်သွားမဲ့အစီအစဉ်တွေမဟာဗျူဟာတွေပေါ်မှာဓာတ်ရိုက်ကိုပဲတက်ရောက်ပါလိမ့်မယ်ပဲနဲ့ပဲရှိရှိလေးလေးရှိနေတာကိုတော့တွေ့ရမှာပါ ဘက်တစ်ခုကတော့အယူဆအဟောင်းကယုံကြည်ထားတာပါပြည်သူစိတ်သက်ခွန်အားဟာအဓိကပဲဒါကြောင့်နေ့တိုင်းအနိုင်ပွဲရသတင်းတွေမျော်လင့်ချက်စကားတွေခွန်အားဖြစ်စေမဲ့စကားတွေကိုပြောရမယ်ခက်ခဲတာတွေရှုံးတာတွေကိုပြောရင်လူတွေစိတ်သက်ကြပြီးတော့တော်လန်ရေးပျက်စီးသွားနိုင်တယ်ဆိုတဲ့အခြေအနေပါဒါဟာမျော်လင့်ချက်တွန်းအားမောင်းနေတဲ့မော်ဒယ်ပါနောက်ထပ်ဘက်တစ်ခုကတော့လက်တွေ့စိတ်ပြည့်အချက်လက်တွေနဲ့အမိုက်က ပြောနေတာတွေနဲ့ကတော့အခုလိုအခြေအနေနဲ့ဆန့်ကျင်ဖက်ဖက် ဖြစ်ပါတယ်။ရေရှည်စစ်ပွဲတွေမှာ အချိတ်တို့အတွင်းညော်လင့်ချက်အတုကို ပေးတဲ့ဆိုတာစိတ်ဓာတ်ကိုတော့ယာယီမြင့်တင်ပေးနိုင်ပါတယ်။ဒါပေမဲ့အစုတ်တက်မှာယုံကြည်ကိုးစားမှုကိုရော ခံနိုင်ရေကိုပါလောဝဖြစ်စည်းပြတဲ့အခြေအနေပါ။ဘာဖြစ်လို့လဲ stock gear we already လို့ခေါ်တဲ့ theory စကားတော်ရှိတယ်။နာမည်ကြီးတဲ့ theory ပါ။ဒါဟာဘီနတ်စစ်ပွဲအတွင်းမှာရှင်းနှစ်ကြော်ကြအချင်းချခံခဲ့ရတဲ့အမေရိကန်ရေတပ်ပို့ချုပ်ကြီး ဂျင်းစတော့ဒီကတွေ့ရှိခဲ့တာပါသူအတွေ့အကြုံရအကျဉ်းစခန်းထဲမှာအရင်ဆုံးစိတ်ဓာတ်ပြိုကျပြီးတော့တည်ဆုံးသွားတဲ့သူတွေဟာအစိုးမြင့်သမားတွေမဟုတ်ပါဘူးအကောင်းမြင့်လို့တဲ့သူတွေဖြစ်နေတာပါဘာဖြစ်လို့လဲဆိုရင်သူတို့ကခရစ်စမတ်ဆိုရင်တော့ငါတို့လွတ်ပြီမျောလင့်ထားကြတယ်အကောင်းမြင့်စိတ်နဲ့ခရစ်စမတ်ရောက်တော့မလွတ်သေးဘူးအစ်စတာဆိုရင်လွတ်ပြီထပ်ပြီးတော့မျောလင့်တယ်မလွတ်ပြန်ဘူးအဲ့လိုနဲ့မျောလင့်ချက်အတူတွေဖြစ်ဖြစ် ပြောဆိုတွေးတော်ရင်းနဲ့ပဲအတင်းလာခဲ့တဲ့အချိန်ဒီမှာအကြိမ်ကြိမ်ပြည့်စည်သွားတဲ့အခါမှာတော့သူတို့ဟာစိတ်ဓာတ်လောကပြိုကျပြီးတည်ဆုံသွားတဲ့အထိတက်ရောက်သွားပါတယ်။ရှေ့ကျန်ခဲ့တဲ့သူတွေကတော့ဘသူတွေလဲဆိုရင်ငါတို့တနေ့ဒီကနေ့လောက်ကိုလောရမယ်ဆိုတဲ့ယုံကြည်ချက်ကိုအခိုင်အမာကင်ထားတယ်။ဒါပေမဲ့အခုလက်ရှိအချိန်ဒီမှာတော့သူတို့ဟာတည်တယ်။အရန်ဆိုးရွားတယ်။ဒါကြောင့်ခရစ်စမတ်မှာတော့လော့ဖို့လမ်းတော့မမြင်ဘူးဆိုတော့မြင်မောက် အမှန်တရားကိုရင်ဆိုင်ရတဲ့သူတွေပဲဖြစ်ပါတယ်လက်တွေ့အခြေအနေနဲ့ပြန်ပြီးချိန်ကြည့်ပါဒီနှစ်ဒီလမကြခင်နိုင်တော့မယ်တိတိတတနိုင်ရတော့မယ်ပြောင်းလဲသွားတော့မယ်6လအတွင်းနိုင်မယ်တနည်းအတွင်းနိုင်မယ်ဆိုတဲ့အခြေအနေတွေကျွန်တော်တို့ဘယ်နှခါကြောက်ခက်ပြီးပြီလဲအဲ့ဒီတမတ်ရက်တွေကြော်သွားတိုင်းပြည်သူလူထုရဲ့မိကွန်ထုံးမှုတန်တရားဝင်မှုတွေဟာပုံများမလာဘူးလားဒါဟာကောင်းဆောင်မှုအပေါ်ယုံကြည်မှုကိုတိုက်ရိုက် တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။နောက်ထပ်အချက်လက်တွေအရငုတ်ထားတဲ့ပုံစံတစ်ခုလည်းရှိနေပါတယ်။ဒါဟာစိတ်တက်ဆိုတာမျောလင်းချက်အတုတွေအပေါ်မှာတိဆောက်လို့မရဘူးဆိုတာပဲဖြစ်ပါတယ်။စိတ်တက်ရဲ့တကက် အခြေခံအုံမြင့်ဆိုတာကအမှန်တရားနဲ့ယုံကြည်မှုကိုအခြေခံရတာပါ။ပြည်သူတိုင်းကခက်ခဲတာကိုသိပါတယ်။ဒါပေမဲ့ခေါင်းဆောင်မှုကဒီခက်ခဲတာကိုဖျက်ချော်ဖို့ခိုင်မာတဲ့အစီအစဉ်ရှိတဲ့ဆိုတော့ယုံကြည်မှုအပေါ်မှာပဲရေရှည်ခံနိုင်ရေကိုတိဆောက်နိုင်တာဖြစ်ပါတယ်။ ဒီပုံစံအရဆိုရင်နိုင်တော့မယ်ဆိုတဲ့ယူဆအမားလို့ပြောလို့ရတဲ့အခြေအနေပေါ်မှာဆက်ပြီးတော့အားစေးအဖြစ်သုံးနေမယ်ဆိုရင်မဖြစ်မလားအဖြစ်နိုင်ဆိုအလားလာကတော့တကယ်အပြောင်းလဲအခိုက်တန့်ဒါမှမဟုတ်လဲအနိုင်တဲ့အစ်စ်အမှန်ရောက်လာတဲ့အခါမှာအပြည့်သူဟာတော့အမှန်လို့ယုံကြည်နိုင်စွာမရှိတော့တာပါပဲဒါဟာဝန်ပလွေလာပြီးဆိုပြီးတော့អော်နေတဲ့កောင်လေးပုတ်ပြီးအတိုင်းပါပဲ မတို့ရဲ့ယုတ်ကြည်ကိုးစားမှုကိုတန်ဖိုးမရှိတဲ့ယာယီစိတ်ဓာတ်တက်ကြွမှုလေးတွေနဲ့လဲလက်လိုက်ရင်တကယ်အနိုင်အတွက်လိုအပ်တဲ့နောက်ဆုံးပြည်သူအားကိုစူးစီးဖို့လိုအပ်ချိန်မှာဘယ်သူ့ကိုမှ စူးစီးလို့မရတော့တဲ့အခြေအနေကိုရောက်သွားပါလိမ့်မယ်။ဒါကြောင့်အခုပြောခဲ့တဲ့အချက်တွေရဲ့လမ်းညွှန်ချက်ပေါ့ဗျာ။နော်တနိုင်တလောက်လေးလာပြီးတော့ပြောရမယ်ဆိုရင်တော့ရှင်းပါတယ်။ညွန်နေချက်ကိုရောင်းတော့ကိုရပ်ဖို့လိုပါတယ်။ယုတ်ကြည်မှုကို ခက်ခက်မမတိဆောက်ဖို့လိုပါတယ်။တော်လာရေးဥဆောင်တဲ့သူတွေတရေမီဒီယာတွေ ဆိုရှယ်ပေါ်ကပြောဆိုနေတဲ့မီဒီယာလုပ်နေတဲ့သူတွေကျွန်တော်တို့အပါဝင်တရင်တုတ်တတ်သူတွေအနေနဲ့နိုင်တော့မယ်လို့ပြောနေမဲ့အစားဘယ်လိုနိုင်အောင်လုပ်နေတယ်ဆိုတော့ထိုင်ပါတဲ့လုပ်ငန်းစဉ်ကိုပြည်သူစီတိုက်ရိုက်ချပြရပါမယ်အခက်ခဲအေကိုတွေးနေတယ်ဆိုပါတော့ဒါကိုကြော်ဖြတ်ဖို့ဖြည့်ရှင်းတဲ့နီး B နဲ့ဆက်သွားမယ်အရင်မြစ်တွေ C လိုနေပါတယ်ဒါဆိုရင်အရင်မြစ်လိုအပ်ချက်ကိုရှောက်ဖွေဖို့နီလန် D နဲ့ဖြည့်စည်းမယ် အဲ့ဒီလိုမျိုးလက်တွေ့ကြတဲ့မြေမအမှန်တရားနဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုပေါင်းဆက်ပြီးတော့ပြောဆိုတင်ပြတာကပြည်သူရဲ့ခန္ဓာရည်ကိုအစိုက်ခတ်တာမဟုတ်ပါဘူး။ယုံကြည်မှုဆိုတဲ့စိတ်မှန်တဲ့တကယ်အားစေးကိုတိုက်ကြွေးတာဖြစ်ပါတယ်။ဒီတော့ကျွန်တော်မေးချင်တဲ့မေးခွန်းကကျွန်တော်တို့ခင်ဗျားတို့ဟာပြည်သူကိုယာယီစိတ်သက်သာရရစီမဲ့အစိုက်ဆက်ပြီးတော့တိုက်ကြွေးနေမှာလား။ဒါမှမဟုတ်ရင်ရေရှိအနိုင်တရားအတွက် မရှိမဖြစ်လို့အပ်တဲ့ခိုင်မာတဲ့ယုံကြည်မှုကိုအားစေအဖြစ်စတင်ပြီးတော့တည်ဆောက်ရမှာလားဆိုတာ comment မှာရေးခဲ့ပေးပါ